ကလေးတွေကိုတကြားလုံးဒုတ်ထိုးလေးတွေလှုပ်ကျွေးမယ်ပထမအဆုံးအနေနဲ့တကြားဒုတ်ထိုးလို့ဖို့အတွက်လိုအပ်တဲ့ပစ္စည်းလေးတွေကိုပြင်ဆင်ထားပါမယ်ဝါရံလေးတွေဓမ္မမို့ရင်တသားချောင်းလေးတွေကိုပြင်ထားပါဘီဘီဆိုရင်တော့တကြားဒုတ်ထိုးလေးတွေကိုတင်ထားဖို့အတွက်စီစုပ်စကူလေးတွေကိုလည်းပြင်ဆင်ထားပါလိမ့်မယ်နောက်ထပ်တစ်ခုကအဓိကအကြဆုံးဖြစ်တဲ့အသီးတွေပဲဖြစ်ပါတယ်ကိုစားချင်တဲ့အသီးတွေကိုကိုကြိုက်သလိုရွေးချယ်နိုင်ပါတယ်ဒီလိုရွေးချယ်ထားတဲ့အသီးလေးတွေကိုတေချာစေးကြောပြီးတော့တသားချောင်းလေးတွေမှာတဒန်းနဲ့ဖြစ်အောင်ထိုးထားလိုက်ပါ ဒါလိုလေးထိုးထားပြီးသွားပြီဆိုရင်တော့တကြယ်ရေထဲဖို့အတွက်အိုးတလုံးကိုမီးဖို့ပေါ်တင်ထားလိုက်ပါတကြယ်ရေတဲတဲ့အခါမှာတော့အချိုးအစားကအရန်ကိုအရေးကြီးပါတယ်တကြယ်ရေကအလွန်ကျဲနေမယ်ဆိုရင်လည်းအသီးပေါ်မှာကပ်နေမှာမဟုတ်တလို့အရန်ကိုပြစ်သွားမယ်ဆိုရင်လည်းတကြားထုတ်ထိုးလို့မဖြစ်တော့ဘဲနဲ့တကြားလုံးကြီးလိုဖြစ်သွားတတ်ပါတယ် ဒါကြောင့်တကြားနှစုံကိုရေတစုံဆိုတဲ့အချိုးအစားတိုင်းတေးချာတိုင်းတာပြီးတော့အိုးရဲကိုထည့်လိုက်ပါ ပြီးရင်တော့မီးအတန်းတန်းနဲ့အပူပေးပြီးတကြားရေကိုမှွေပေးပါတကြားရေပေါပွဲဆူလာပြီးတော့အရေးကြီးလေးတွေကနေဘူပေါင်းကြီးတွေထလာပြီးဆိုရင်တော့တေးတေးချာချာကြည့်ရပါလိမ့်မယ်ဒီအစမှာအရေးကြီးတာကတကြားရေအယောင်လေးတွေကိုတရေထားကြည့်ဖို့ပါတကြားရေကရွှေညိုယောင်လေးတန်းလာပြီးဆိုတာနဲ့မီးဖို့ဘွားနေချက်ချင်းချာရပါမယ်တကြားရေကိုမိဖို့ဘွားနေချပီးပြီးဆိုတာနဲ့အသေးထိုးထားတဲ့ဒုတ်လေးတွေကိုတကြားရေပူရဲကိုတစ်ချက်နှစ်ချက်လှည့်ပေးလိုက်ရုံပါပဲ။ ။တကြားရေကအသေးလေးတွေပေါ်မှာပါပါလေးကတ်နေပြီဆိုရင်တော့ခုနကပြင်ထားတဲ့စီစုပ်ဆက်ကူလေးတွေပေါ်မှာတင်ပြီးအေးအေးခံထားလိုက်ပါခဏနေရင်တကြားရေလေးတွေကအေးသွားပြီးတော့တကြားထုတ်ထုတ်လေးတွေကမာလာပါလိမ့်မယ်။ဒါဆိုရင်တော့ကလေးတွေအရန်ကြိုက်ပြီးတော့အရသာရှိတဲ့တကြားထုတ်ထုတ်လေးတွေကိုရရှိပါပြီ။